အပိုင်း993ရဲ့အစမှာတော့ဂျာမန်စစ်တီစစ်တပ်ပေါင်းစုရဲ့ဒင်မော်ဒစင်ကတဟိုးဂိတ်အိုင်လန်တွေကိုဝင်ခွင့်တောင်းဆိုနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကဒင်မော်ကိုဌာနချုပ်မှာစားရောက်ကိုင်းကင်ချင်းလုပ်ငန်းစဉ်ကိုလှုပ်ဆောင်လိုက်ပါတယ်။တကယ်တော့ဂျာမန်စစ်တီစစ်တပ်ဖွဲ့ဆိုတာကမြေကြီးပေါ်မှာတိစောက်ထားခြင်းမရှိတဲ့တခုရေသောပင်လယ်ပြိုနိုင်ငံဖြစ်ပြီးယာနဲ့ချီတဲ့ဒင်မော်တွေရွက်လွှင့်ရင်းမြို့တော်တစ်ခုပုံစံအသွင်ဆောင်ထားတဲ့လူမျိုးစုတစုဖြစ်ပါတယ်။ဒါပေမဲ့တခါတရံမှာတော့ယာနဲ့ချီတဲ့ဒင်မော်တွေကိုပြန်လဲစုဆောင်ပြီးနိုင်ငံအတွင်းမှာအစည်းအဝေးပြန်လဲပြုလုပ်လို့ရှိပါတယ်။ နောက်ပြီးဒိုင်းမီကိုအုပ်ချုပ်တဲ့သူကလည်းတခါတုန်းက Noble ကိုတင်ပိုက်ခဲ့ပူတဲ့ Bin Smoke Family ပဲဖြစ်ပါလိမ့်။ဒါ့အပြင်အခုလိုမျိုးအင်အားကြီးတဲ့ဂျာမန်တပ်ပေါင်းစုကြီးကကဘာကြီးကိုခြောက်လှန့်နိုင်တဲ့စွမ်းအားတစ်ခုလည်းရှိနေပြီးဒိုင်းမီအတွင်းမှာရှိတဲ့တော်တော်များများကစစ်သားတာဝန်ကိုထမ်းဆောင်ကြရပါတယ်။သူတို့ဟာနေစဉ်နေတိုင်းတိုက်ခိုက်ရေးနည်းစနစ်တွေကိုအပြင်းထန်လေ့ကျင့်ရပြီးကဘာကြီးရဲ့အတ္တမဆုံးစစ်တီတွေဖြစ်လာဖို့အတွက်ကြိုးစားကြရပါတယ်။အဲ့ဒီအချိန်ရဲတိုက်ပေါ်ကနေဒီမြင်ကွင်းကိုစံကြီးကကြည့်နေခဲ့ပြီးသူ့ရဲ့နောက်မှာထိုင်နေတဲ့ရေဂျူကမင်းကူတီဒီနေရာကနေထွက်မသွားသေးဘူးလားလို့ပြောလိုက်ပါတယ်။ ရေဂျူကတော့ဆန်းနှစ်တိုင်ဝေးကွာနေရတဲ့အမားတယောက်ကိုအခုလိုမျိုးဆက်ဆန်နာကတော်တော်လေးစိုးဝါးတယ်လို့ဆိုပါတယ်။ဒါကိုကြားတော့ဆန်ဂျီကသူ့အနေနဲ့ရေဂျူနဲ့အခြားလူတွေပေါ်တန်ရုံးစင်ဖြတ်ထားတာကြားပြီးဖြစ်ကြောင်းနဲ့အခုလိုမျိုးအနှစ်သာရမရှိတဲ့ပကြီကားတွေကိုကြိုက်နှစ်တက်နေတဲ့နင်းတို့အားလုံးကယူသွနေရပဲလို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့စန်ကြီးကဖေးဖြစ်သူဘေးစမော့ရဲ့ပကြီကားတွေကပုံကိုကြည့်ရင်ဒေါသတွေတလိမ့်လိမ့်ထွက်နေခဲ့ပါတယ်။ရေဂျူကတော့ဒီပုံကတစ်ချိန်တုန်းကနော်ဘလူးကိုအုပ်ချုပ်ခဲ့တဲ့ဘီရင်လေးပါးကိုအနိုင်ယူခဲ့စဉ်တုန်းကရေးဆွဲထားခဲ့တာဖြစ်ပြီးအတိတ်ကအကြောင်းတစ်ခုကိုပြောပြခဲ့ပါတယ်။ အဲဒီတော့ကဆေးရှုံးသွားတဲ့ Noble ရဲ့ဘီရင်၄ပါးကဘင်းစမုတ်ကိုသူတို့အားလုံးရဲ့အသက်ကိုချမ်းသာပေးဖို့အတွက်ခြေထောက်တစ်ဖက်ကိုဖက်ကတောင်းဆိုနေခဲ့ပေမဲ့ဒါကိုဂယူးမဆိုင်တဲ့ဘင်းစမုတ်ကသူတို့အားလုံးကိုတပ်ပစ်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့ Reju ကသူတို့ရဲ့အဖေအိမ်မက Noble ကိုဂျာမာတပ်ပေါင်းစုရဲ့လက်အောက်ကိုပြန်လည်ရောက်ရှိဖို့အတွက်ပဲလို့ရှင်းပြနေခဲ့ပြီးလူသဘာဝအရအာနာနဲ့ကြော်ကြားမှုကိုလိုချင်တာကဘာဆန်းလဲလို့ပြောလိုက်ပါတယ်။နောက်ပြီးနေအနေနဲ့ဒီလိုမျိုးအင်အားကြီးတဲ့နိုင်ငံထဲမှာအေးအေးဆေးဆေးနေလို့ရရတဲ့တာနဲ့ ဘာမဟုတ်တဲ့ကလေးကချင်းပင်လယ်တများအဖွဲ့ထဲမှာတွားရောက်ပြီးပြောပါနေရတာလေလို့စန်ကြီးကိုမေးလိုက်ပါရီအဲဒီနောက်မှာတော့သူမကနန်းတော်ရဲမှာနင်းခိုင်းညင်တာခိုင်းလို့ရဖို့အတွက်အိမ်မော်ဆယ်ယောက်ခေါ်ပေးထားတယ်လို့တစ်ဖက်ကကောင်မလေးတီကိုညွှန်ပြရင်းပြောလိုက်ပါရီနောက်ပြီးစန်ကြီးနေနဲ့တော်ဝင်မျိုးနွယ်တူဖြစ်တာကြောင့်ဆစ်ဖြစ်နေတဲ့နိုင်ငံတွေကိုမြောက်ထိုးပင့်ကော်လုပ်ပြီးလက်နက်တွေကိုရောင်းစားပေးလိုက်မယ်ဆိုရင်ဒီမိသားစုကချမ်းသာပြီးရင်ချမ်းသာလာလိမ့်မယ်လို့သူမကရှင်းပြနေခဲ့ပါရီ ဘင်းစမုတ်ဆိုတဲ့နာမည်တစ်လုံးနဲ့တင်နိုင်ငံတော်များများကချစ်ခင်လေးစားကြတာမို့တော်ဝင်မိသားစုအနေနဲ့သာတသက်လုံးနေထိုင်မှုအတွက်ရွေးချယ်လိုက်ရင်တော့လို့ဖိအားပေးနေခဲ့ပါတယ်။ဒါပေမဲ့အမားဖြစ်သူရဲ့စကားကိုနားမထောင်ခြင်းနဲ့စန်ကြီးကသူကပူတင်းကိုလက်ထပ်မှာမဟုတ်ကြောင်းပြန်ပြောပါတယ်။အဲဒီအချိန်ဆွေးနွေးခန်းထဲကိုဘင်းစမုတ်ကရောက်ရှိလာခဲ့ပြီးလက်ထပ်ဖို့ကိစ္စကိုဘာလို့အခုချိန်ထိအကြောက်ကန်ညင်းနေရတာလဲလို့စန်ကြီးကိုမေးလိုက်ပါတယ်။စန်ကြီးကတော့ဘင်းစမုတ်ကိုအခုချိန်ကြမှာသူ့ကိုသားတယောက်လိုလားဆက်ဆံနေရကြောင်းအယံကိုမုန်းတီးနေခဲ့ပြီး တကယ်လို့သူ့အနေနဲ့ခမားပါဇက်ကနေအဖေဆိုတဲ့စကားလုံးထွက်လာခဲ့မယ်ဆိုရင်ခမားကိုခေါ်တာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အခြေတင်ဖြစ်သွားတဲ့သားဖားနှစ်ယောက်ရဲ့စကားဝိုင်းကြားမှာအိမ်ပေါ်မှာလီးတွေနဲ့အမားဖြစ်သူရေကြီးတို့လည်းအတော်လေးကိုနေရာခတ်ကုန်ကြပါတယ်။အဲ့ဒီအချိန်ဘေးစမုတ်ကမင်းယွန်းကြီးကိုဘာလို့လိုက်တာလဲလို့မေးတော့စံကြီးကကျွန်တော်ကသူ့ထက်ပိုသားလို့အဲ့ဒီကောင်ကိုအမောက်ချလိုက်နိုင်တာပေါ့လို့ပြန်ဖြေပါတယ်။ဒါကိုဒေါသထွက်သွားတဲ့ဘေးစမုတ်ကသူ့ရဲ့လက်သီးကိုကြည့်ကြည့်ဆိုရင်မင်းအဲ့ဒီလောက်ထိအစွမ်းထက်နေရဆိုရင်ရှေ့ကိုတိုးလာခဲ့စမ်းဆိုပြီးစိန်ခေါ်လိုက်ပါတယ်။ နောက်တစ်ခါမှာတော့တောက်ထဲမှာလမ်းပြောင်းနေတဲ့လူဖီကဂူနာကငါနဲ့ပုံစံတွေ့ကောင်ဘဲကိုရောက်သွားလဲဆိုပြီးအသေးတန်လိုက်ရှာနေကြတာပါ။ဒါကိုကြားသွားတဲ့အသက်ဝင်နေတဲ့တစ်ပင်နေတဲ့ဗန်မင်တွေကလူဖီတယောက်ဒီတောထဲမှာအသက်ရှင်လျက်နဲ့ပြန်ထွက်သွားနိုင်တော့မှမဟုတ်ဘူးဆိုပြီးလောင်ရည်နေခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့အသက်ဝင်နေတဲ့တစ်ပင်ဗန်မင်တွေကလူဖီကိုဝိုင်းမီအန်နီရဲ့ပြုတ်ဖို့လောက်ကြပါမယ်။သူပုံစံကိုကြည့်ပြီးသူတို့ထက်အစွမ်းထက်မဲ့ပုံစံပေါက်နေတာကြောင့်ပေါ်တင်မတိုက်ခိုက်ပဲအနောက်ကွယ်ကနေချောင်းမြောင်းလောက်ကြံကြံစီဖို့အတွက်ပဲတိုက်မိလိုက်ကြပါတယ်။နောက်တစ်ခါမှာတော့ဂျယ်မာတပ်သားတွေက တခင်ကြီးဖြစ်တဲ့ဘင်းစမုတ်ကစန်ကြီးကိုတခင်လေးယွန်ကြီးကိုပြင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကောင်းကောင်းကြီးဆုံးမနေတဲ့ဟိတ်လိုအော်ဟစ်နေခဲ့ကြပါတယ်။အဲဒီအချိန်မှာယွန်ကြီးကသူ့အနေနဲ့လက်ထပ်ဖို့ညှင်းဆန်နေတဲ့စန်ကြီးကိုကောင်းကောင်းပညာပေးဖို့လုပ်ခဲ့ပေမဲ့အခုလိုမျိုးရုပ်ပြက်ဆင်းမြက်ခံလာရတာကတော်တော်လေးကိုရှက်စရာကောင်းနေဆိုပြီးဆရာဝန်ကိုယင်ဖွင့်နေခဲ့ပါတယ်။ဆရာဝန်ကလည်းယွန်ကြီးမျက်နှာအကန့်ခံလိုက်ရပြီးခြိုက်ဝင်သွားတာကြောင့်သူ့ရဲ့သိပ္ပံတူနဲ့တောင်ပြန်လည်ပြုပြင်လို့မရတော့ဘူးလို့ပြောပါတယ်။အဲဒီနောက်မှာတော့သူက hydraulic press ကိရိယာကိုအသုံးပြုပြီးယွန်ကြီးရဲ့မျက်နှာကိုမူလာတိုင်းပြန်ဖြစ်အောင်ကုသပေးလိုက်ပါတယ်။ ။တစ်ဖက်ကနန်းရင်မြင်းထဲမှာလေဘင်းစမုတ်နဲ့ဆန်ဂျီရိုရဲ့တိုက်ပွဲကစတင်တော့မှဖြစ်ပြီးတချို့မမြင်မှုတဲ့တပ်သားတွေကလည်းဒါကဘင်းစမုတ် family ရဲ့မိသားစုဝင်တယောက်ဖြစ်တဲ့ဆန်ဂျီလာဆိုပြီးစိတ်ဝင်စားနေကြပါတယ်။အဲဒီနောက်မှာတော့ဒေါသထွက်နေတဲ့အဖေဖြစ်သူဘင်းစမုတ်ကသူ့ရဲ့လှန်တန်းကိုအသုံးပြုပြီးဆန်ဂျီကိုစတင်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့အရင်တုန်းကလိုငန်းစနူတရားမဟုတ်တော့တဲ့ဆန်ကြီးကဖေရဖြစ်သူရဲ့လှန်ချက်တွေကိုအလားအကွက်လေးတွေသုံးပြီးအေးအေးဆေးဆေးရှောင်တိန်နေခဲ့ပါတယ်။ တချက်မှာတော့ဆန်ကြီးကသူ့ရဲ့ခြေဆက်ကြအကွက်ကိုအုံပြပြီးဘင်းစမုတ်ကိုအစမပြတ်ကန်ပြီးလိုက်တာကြောင့်ဘင်းစမုတ်တယောက်တော်တော်လေးကိုခံစားလိုက်ရပါတယ်။ဒီလိုနဲ့နာကျင်မှုကိုခံစားနေရတဲ့ဘင်းစမုတ်ကအခုလိုမျိုးသားတယောက်အနေနဲ့အဖေဖြစ်သူကိုအကြမ်းစားတိုက်ခွက်သုံးပြီးတိုက်ခိုက်တာကတော်တော်လေးကိုမယိုင်းနဲ့လို့ပြောနေခဲ့တာကြောင့်ဆန်ကြီးကခမည်းဝဲရင်စာပြီးစိန်ခေါ်ခဲ့တာလေးလို့ပြောလိုက်ပါတယ်။ အဲဒီနောက်မှာတော့စန်ဂျီကသူ့အနေနဲ့ဒီပါတီပြီးသွားရင်အဖွဲ့သားတွေရှိတဲ့တင်းမောဘော်ကိုပြန်သွားမှာဖြစ်ပြီးဘေကမောင်းနဲ့အမျိုးတော်ကျင်နေတဲ့ခမားကတော့ခမားကိုယ်တိုင်ပဲဘေကမောင်းကြီးကိုလက်ထပ်လိုက်တာအကောင်းဆုံးပဲလို့ပညာသားပါပါနဲ့ပြန်ပြောလိုက်ပါတယ်။နောက်ပြီးသူ့အနေနဲ့အခုလိုမျိုးဒီနေရာအထိလိုက်လာရခြင်းကကောက်ရုပ်ထုတ်အဖွဲ့သားတွေကိုကဲတင်ချင်အောင်တတ်တတ်ပဲလို့ဝန်ခံလိုက်ပါတယ်။တကယ်တော့အတိတ်မှာတော့စန်ဂျီအနေနဲ့ကိမုံဖုတ်ခြင်းကိုသာစိတ်ဝင်စားတယ်နုညံ့တဲ့ကလေးတယောက်ဖြစ်ပါတယ်။ဒါပေမဲ့အကိုဖြစ်သူ၃ယောက်ကသူ့ကိုတစ်ချိန်လုံးနောက်ရှက်ဖို့သာစိတ်ဝင်စားနေခဲ့ပြီးအခွင့်အရေးရရသလိုမျိုးလည်းအနိုင်ကျင့်နေကြပါရဲ့ ဒါအပြင်တနေ့ထဲမှာမွေးတာတော့အခုလိုမျိုးနူးညံ့နေတဲ့ဆန်ကြီးကိုအကိုဖြစ်သူ၃ယောက်ကလုံးဝသဘောမကျတဲ့အပြင်အချိန်တိုင်းလိုလိုကိုထီးလက်ရောက်ကျူးလွန်မှုတွေပြုလုပ်ခဲ့ကြပါရည်။အဲ့ဒီအချိန်အဖေဖြစ်သူဘင်းစမုတ်ရောက်ရှိလာတာကြောင့်ဆန်ကြီးကသူ့ကိုကူညီဖို့အတွက်တောင်းဆိုခဲ့ပေမဲ့ဘာခင်ဖြစ်သူစီကနေမင်းကအားနေလို့တဲ့အတွက်ကြောင့်အနာဂတ်မှာလည်းဘာတစ်ခုမှတုံးစားလို့ရမယ့်ကောင်မဟုတ်ဘူးဆိုတဲ့စကားတွေကိုသာပြန်လည်ရရှိလိုက်ပါရည်။ဒီလိုနဲ့ပဲအဖေဖြစ်သူထွက်သွားတဲ့အချိန်မှာအကိုဖြစ်သူနှစ်ယောက်ကသူ့ကိုချုပ်ထားခဲ့ပြီးယွန်းကြီးကဒူးနဲ့ပြေးတိုက်လိုက်တာကြောင့်စံကြီးတယောက်နာကျင်စွာနဲ့သတိလေးမေမျောသွားခဲ့ပါရတယ်။ ်လက်ရှိအချိန်မှာတော့အတိတ်ကအကြောင်းတွေကိုတွေးမိသွားတဲ့ဆန်ကြီးကသူ့စီတရက်ချမ်းဝင်လာတဲ့ဘင်းစမုတ်ကိုခြေထောက်တစ်ဖက်ထဲနဲ့တားဆီးပြလိုက်တာကြောင့်တပ်သားတွေအားလုံးလည်းအံ့ဩသွားကြရပါတယ်။အဲဒီနောက်မှာတော့ဘင်းစမုတ်ကအခုလိုမျိုးလက်နက်မပါဘဲတိုက်ခိုက်နေရတာကတရားမျှတမှုမရှိတာကြောင့်ဆန်ကြီးကိုဓာတ်တက်လက်ပစ်ပေးလိုက်ပြီးတိုက်ပွဲကိုဆက်လက်ရှင်ပြိုင်မှုအတွက်စိန်ခေါ်လိုက်ပါတယ်။ဒါပေမဲ့လက်နက်ကိုလုံးဝအားမကိုးခြင်းနဲ့ဆန်ကြီးကဓားကိုသူ့ရဲ့ခြေထောက်နဲ့ပိတ်ကန်လိုက်ပြီးလက်နက်သုံးတဲ့ကောင်တွေကကဘာပေါ်မှာယူကြောင်ကြောင်အနိုင်ဆုံးကောင်တွေပဲလို့ဖခင်ဖြစ်သူကိုစောင်းမြောင်းပြောဆိုလိုက်ပါတယ် နောက်ပြီးတော့သူကအခုလိုမျိုးအမှုပညာရှင်စံတဲ့လက်တွေနဲ့ဟင်းချက်ဖို့အတွက်ပဲအသုံးပြုမှာလို့ပြောလိုက်ပြီးဇာလန်လေးကလည်းဒီနေရာမှာရိမဲတခန်းရက်သွားခဲ့ပြန်ပါလိမ့်အပိုင်း994ရဲ့အဆောင်မှာတော့စန်ဂျီနဲ့ဖခင်ဖြစ်သူဘင်းစမုတ်တို့ရဲ့ရံပွဲကိုဂျယ်မာတက်သားတွေကအားရပါးရစူညံနေတဲ့အထိဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။ရေဂျူကတော့အခုလိုမျိုးထင်မှန်မထားလောက်အောင်အရန်အစွန်းထွက်လာခဲ့တဲ့စန်ဂျီကိုသူ့အနေနဲ့ဘယ်တော့မှဒီလိုမြင်ကွင်းကိုမြင်ရမယ်လို့ထင်မထားဘူးလို့ပြောနေခဲ့တာပါ။ဘင်းစမုတ်ကစန်ဂျီပြောလိုက်တဲ့သူ့ရဲ့အမှုပညာဆန်တဲ့လက်တွေကဟင်းချဖို့ပဲဆိုတဲ့စကားကိုလောင်းပြောင်းလိုက်ပြီး ငါလိုစေဦးစီးရုပ်တရားရဲ့သားဖြစ်သူကအခုလိုမျိုးမိမဆန်ဆန်အလုပ်တွေကိုနှစ်တက်နေတာအဖေကိုတိတ်ခါချနေရတဲ့အတူတူပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဆန်ကြီးကခမားပြေးတဲ့ဓာတ်ကိုသုံးပြီးတိုက်ခိုက်ရအောင်ဘင်းစမုတ်ဆိုတဲ့စစ်ဗီရင်ကြီးကဟင်းတစ်ခွက်မှမဟုတ်တာကိုလို့လောင်းလိုက်ပါတယ်။နောက်ပြီးခြေထောက်တိုင်းကသူ့ရဲ့အားသာချက်မို့ဘယ်လက်ကူမှမသုံးပဲတိုက်ခိုက်နိုင်ရုံပြမယ်လို့ကြိမ်းဝါလိုက်ပါတယ်။ဘင်းစမုတ်ကအခုချိန်ထိအပေဒီကလေးကချေပင်နယ်သမားတွေအတွက်ဟင်းချက်တာကိုလုပ်ပေးနေရတဲ့အသားဖြစ်သူကိုသူ့အနေနဲ့မွေးခဲ့မိတာရှက်ရမိတယ်လို့ဆိုပါရည် နောက်ပြီးတော်ဝင်မျိုးနဲ့သူရဲကောင်းတွေကဘယ်တော့မှအခုလိုမျိုးဂေးဆန်ဆန်ဟင်းချက်တဲ့အလုပ်ကိုမလုပ်ဘူးကွာလို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့သူကလက်ထဲကလှန်ကိုလှည့်လိုက်ပြီးခြေထောက်မှာရှိတဲ့အချိန်မင်းကိရိယာကိုအသုံးပြုရင်းမိုးဘော်ကိုစန်တက်သွားခဲ့ပါရီဒါကိုမြင်လိုက်ရတဲ့တပ်သားတွေကအခုငါတို့ဘီရင်ကြီးအသုံးပြုတော့မဲ့တိုက်ကွက်ကဂရူတာလိုအမည်တွင်နဲ့တိုက်ကွက်မလာလို့တယောက်ကိုတယောက်ပြောနေကြပါရီဒါပြင်အခုလိုတိုက်ကွက်မျိုးကအရန်ကိုမြင်ရခဲ့တာကြောင့်တေရှားကြည့်ထားကြကွာလို့ပြောလိုက်ပါရီစံကြီးကအခုလိုမျိုးလေထဲမှာပြန်ဝဲပြီးအောက်ကိုထိုးဆင်းလာတဲ့အကွက်တွေကသူ့ရဲ့တိုက်ကွက်နေတော်မှာခက်ဆင်စေမဲ့လို့ရည်ရွယ်လိုက်ပြီး ဒီရပဲချမ်းပြီးဆိုတဲ့မီးခြေရောက်တိုက်ခွက်ကိုအသုံးပြုပြီးလမ်းတိုက်ခိုက်လိုက်ပေမဲ့သူ့ရဲ့ခြေရောက်ကိုမင်းစမုတ်ကဖမ်းကင်လိုက်ပြီးမြေပြင်ပေါ်ကိုအားသုံးပြီးကင်ပေါက်လိုက်တာကြောင့်စံကြီးတယောက်အီစလန်ဝေသွားခဲ့ပါတယ်။ဒါဆက်ထဲမှာပဲလဲကြနေတဲ့စံကြီးကိုဘင်းစမုတ်ကသူ့ရဲ့လျက်စစ်ခြေရောက်ကန်အားကိုအသုံးပြုပြီးမီးရိုးတဲ့တဲ့ကိုကန်ချလိုက်ရင်အဆုံးသတ်ပေးလိုက်ပါတယ်။ဘင်းစမုတ်ကလဲကြနေတဲ့စံကြီးကိုကြည့်ရင်မင်းအတိတ်မှာတီးခဲ့တဲ့ဂျယ်ရမာဆိုတဲ့သမိုင်းကအခုချိန်မှာအလုံးအစ်စ်ပြန်ဖြစ်လာခဲ့ပြီလို့ဂုံယူဝင်ကြွားစွာနဲ့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်လဲချနေတဲ့စံကြီးကဆက်လက်ကိုတစ်ချက်ရှိုက်လိုက်ပြီး ခမားအနေနဲ့မိဘတယောက်ဖြစ်ခဲ့ဘူးတော့မှတစ်ချိန်လုံးနှိမ့်ဆက်နေရကလွဲပြီးဘယ်တော့မှမျှကောင်းကျိုးပေးခဲ့ဘူးလဲလို့ပြောရင်ပြန်ထလာပါတယ်။နောက်ပြီးသူကအတိတ်မှာတော့နာကျင်စရာတရားတွေအရွယ်နဲ့မလိုက်အောင်စုပျော်မိခန်းစားရပြီးပြီမို့အခုချိန်မှာလက်စားချေဖို့အကောင်းဆုံးပဲလို့ရည်ရွယ်လိုက်ပါတယ်။အဲဒီနောက်မှာတော့စန်ကြီးကသူ့စီဒရက်ချန်ပြေးဝင်လာတဲ့ဘင်းစမုတ်ကိုခြေထောက်နဲ့ကံမှုလှုပ်လိုက်ပြီးမဲ့ဂျာရီကနေလူသားတိုင်းကိုအုံပြပြီးတိုက်ခိုက်ခံလိုက်ရတာကြောင့်စန်ကြီးလည်းအဝေးကြီးကိုလွင်ထွက်သွားပါတယ်။နောက်တစ်ခါမှာတော့ချိုးချင်တောအုပ်ထဲမှာလမ်းပြောင်းနေတဲ့လူဖီကနာမီနဲ့သူ့ရဲ့အဖွဲ့သားတွေကိုလိုက်ရှာနေခဲ့တာပါ ပေမဲ့အခုချိန်ထိအဖွဲသားတွေကိုမတွေ့ရှိသေးပဲရှာရကြနေတာကြောင့်စိတ်ညစ်လို့နေခဲ့ပါပြီ။ဒါကိုမြင်တော့အနောက်ဘက်ကနေအသက်ဝင်နေတဲ့တစ်ပင်တွေကသူ့ကိုချောင်းမြောင်းတိုက်ခိုက်ဖို့အတွက်ကြံစီနေပါလိမ့်။လူဖီကသူ့အနေနဲ့ဒေါ်ရဲမှာခဏလေးလမ်းပျောက်သွားခြင်းကအခုလောက်ထိတိုင်ပတ်သွားမယ်လို့ထင်မှားခဲ့ဘူးဆိုပြီးညှဉ်းညူနေခဲ့ပါတော့တယ်။အဲဒီအချိန်ယုဒိရဲ့အနောက်ဘက်ကနေတက်ရှိတစ်ပင်တွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရတာကြောင့်လူဖီလည်းအံ့ဩလို့သွားခဲ့ပါလိမ့်။ဒါအပြင်မြေကြီးတွေကပါတက်ဝင်လှုပ်ရှားလာခဲ့တာကြောင့်လူဖီတယောက်ဘာလို့လှုပ်လို့ရမှန်းမသိဖြစ်နေခဲ့ပါပြီ။ ဒီလိုနဲ့အသက်ဝင်လာတဲ့တိပင်ဗမ်းမန်နေနဲ့ဗမ်းမွေနေစီကနေလူသက်ကြီးလေးစောကြမယ်ဆိုတဲ့အတန်တွေကတရောလုံးစူညံနေအောင်ထွက်ပေါ်လာပါတယ်။သူတို့ကလူဖီကိုအခုချိန်ကစပြီးဘယ်နေရာကိုမှလွတ်လန်းမရှိတော့ကြအောင်ဒီညမှာပဲအသက်ကိုဆုံးရှုံးခံလိုက်တော့လို့ဆိုပြီးဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။ဒါပေမဲ့သူတို့ထင်ထားသလိုမျိုးလူဖီကတာမန်လူမဟုတ်ဘဲအစွမ်းထက်တာကိုတိလိုက်ရတဲ့အခါမှာတော့တက်ရှိတိပင်းနေလဲအံ့ဩလို့သွားခဲ့ပါတယ်။လူဖီကလည်းသူ့အနေနဲ့တငယ်ချင်းတွေကိုလိုက်ရှာနေတာဖြစ်တာကြောင့် ွားနေတဲ့လမ်းကိုဝင်းမလျှောက်ဖို့နဲ့တကယ်လို့မင်းတို့အားလုံးစကားပြောရတဲ့ဆိုရင်တော့ပါဇက်ပေါက်လေးတွေကိုပိတ်ထားကြပါလားလို့ရန်တွေးလိုက်ပါရီစကားဆုံးမှာတော့တန်ရှိသစ်ပင်တွေကဒေါသထွက်သွားခဲ့ပြီဒီလိုကိစ္စနဲ့ပတ်သက်လို့အခုချိန်ကစပြီးမင်းကောင်းကောင်းကြီးနောင်တရလိုက်မယ်လို့ချိန်ချလိုက်ပါရီအဲ့ဒီနောက်မှာတော့သူတို့အားလုံးကလူဖီကိုတပြိုင်တည်းဝိုင်းဝန်းတိုက်ခိုက်လိုက်ကြပါရီနောက်တစ်ခါမှာတော့ Big Mom ရဲ့ရဲတိုက်ထဲကိုခိုးဝင်မှုစ조사နေတဲ့ Brook နဲ့ Perry တို့နှစ်ယောက်ကိုပြသထားပါရီအဲ့ဒီအချိန် Brook ကမြေကြီးကတဖြည်းဖြည်းတိန်လာပြီလို့ပြောလိုက်ပြီး ဘယ်ရိုကဒီပုံစံတိုင်းဆိုရင်မကြခင်မှာရဲတပ်ရဲအုပ်ကိုရောက်ရှိတော့မဲ့ပုံစံပဲလို့ပြောလိုက်ပါတယ်။ဘယ်ရိုကရဲအုပ်မှာမှန်မြောင်းကိုအသုံးပြုလိုက်ပြီးလူများပြားရှိတဲ့နေရာတစ်ခုမှာကန်းကပ်ပြီးတာနဲ့ဘေကမောင်းမြက်ရဲတိုက်စီကိုရှေ့လင်းလန်းရှောက်ကြမယ်လို့လည်းသူကပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့နှစ်ယောက်သားမျိုးရဲကိုရောက်ရှိလာခဲ့ကြပြီးဘရုတ်ကဒီမျိုးရဲမှာတော်တော်လေးကိုစီကားတယ်လို့ပြောနေခဲ့တာကြောင့်ဘယ်ရိုကဒီနိုင်ငံကအခြားနိုင်ငံတွေနဲ့မတူပဲလူမျိုးမျိုးဘာသာမျိုးရဲအကုန်ရှိတဲ့နိုင်ငံလို့ရှင်းပြလိုက်ပါတယ်။အဲဒီချိန်ဂျာနေသမားတယောက်စီကနေ တာတိုလန်ရဲ့ထူးခြားတဲ့သတင်းတွေကိုဖတ်ရှုရမယ်လို့ကြော်ညာနေခဲ့တာကြောင့်ပေဒရိုတယောက်စိတ်ဝင်စားစွာနဲ့သွားကြည့်လိုက်ပါရီဒီလိုနဲ့ဂျာနေရဲ့သတင်းထဲမှာဂျင်ဘီရဲ့ပုံကိုပေဒရိုကတွေ့လိုက်ရပါရီအဲ့ဒီအချိန်တစ်ဖက်မှာလည်းတက်ရှိသစ်ပင်တွေကိုအနိုင်ယူတိုက်ခိုက်ပြီးထွက်ပြေးလာတဲ့လူဖီကနာမီနဲ့ချော်ပါရီရဲ့နာမည်တွေကိုအော်ခေါ်နေခဲ့ပါရီတစားထဲမှာပဲသူကလူဘလူးကြီးရှိတဲ့နေရာကိုပြန်လဲရောက်ရှိလာခဲ့တာကြောင့်ဒီတော့ကြီးကတော်တော်ကိုစိတ်ပြက်စရာကောင်းတယ်လို့ညင်ညူနေပါရီလူဘလူးကြီးကသူ့ရဲ့ခေါင်းမှာစိုက်နေတဲ့အရာဝတ္ထုကအတော်လေးကိုနားကျင်လာပြီဖြစ်တာကြောင့်လူဖီကိုဆွဲနှုတ်ပေးဖို့အတွက်အကူအညီတောင်းခံနေခဲ့တာပါ ။ဒါကိုကြားတော့ထုံးစံအတိုင်းတနာတတ်တဲ့လူဖီကလူဘလူးကြီးကောင်းမှစိုက်နေတဲ့လှံကိုဆွဲနှုတ်ပေးလိုက်ပြီးတငယ်ချင်းတွေကိုရောက်တွေးမိလာလို့မင်းမြန်နေပါတယ်။လူဘလူးကြီးကတော့မင်းငယ်ချင်းတွေပန်းသီးဖျော်ရည်ရေတကွန်ဘက်ကိုထွက်သွားတယ်လို့လည်းပြောနေကြတာကြောင့်လူဖီတယောက်ဒေါသတွေထွက်နေခဲ့ပါတယ်။အဲ့ဒီအချိန်သူ့ရှိမှမတ်တက်လာရက်နေတဲ့ချောပါကိုမြင်တွေ့လိုက်ရတာကြောင့်လူဖီလည်းဝမ်းသာသွားပါတယ်။နောက်တစ်ခါမှတော့ရေဂျူကအမားတယောက်အနေနဲ့အခုလိုမျိုးမောင်ဖြစ်သူတမ်းမလာတာကိုမြင်ရတာအယံကိုအံ့ဩတယ်လို့ပြောနေခဲ့ပါတယ်။ဇန်ကြီးကသူ့အနေနဲ့ဒီပါတီပြီးဆုံးသွားရင်ဒီနေရာကနေအပီးတိုင်ထွက်သွားရမှာဖြစ်တာကြောင့ အခုလိုမျိုးသူ့ကိုယူဆိုင်ပေးနေတဲ့ပုံစံမျိုးတွေလာမလို့ဖို့အတွက်တောင်းဆိုနေပါတယ်။နောက်ပြီးသူကဘင်းစမော့ကိုတိုက်ပွဲမှာရှုံးနေသွားတဲ့လူတယောက်ကိုအခုလိုမျိုးလာကြည့်နေတာကတော်တော်လေးကိုစော်ကားရရောက်တယ်ဆိုပြီးလှမ်းအောင်လိုက်ပါတော့တယ်။ဒါပေမဲ့တားဖြစ်သူအပေါ်သဘောထားပြောင်းလဲသွားပြီဖြစ်တဲ့ဘင်းစမော့ကဂျယ်မာစစ်တီတယောက်ဖြစ်မွေးဖွားလာခဲ့ပြီဆိုရင်မဖြစ်မနေတန်မာဖို့လိုအပ်တာကြောင့်အခုလိုမျိုးဆုံးဖြတ်ချက်ကိုသူ့အနေနဲ့ချခဲ့ရတာလို့ဆိုပါတယ်။ဒါကိုကြတော့စံကြီးကခမားရဲ့ Nobel ကိုတင်ပိုက်မယ်ဆိုတဲ့ယူကြောင်ကြောင်အိမ်မက်တွေကိုခမားအကူတဲ့စစ်သားတွေနဲ့ပဲတိုက်ယူလိုက်ပါလားလို့ပေးဆောင်ဆောင်နဲ့ပြန်ပြောနေခဲ့သေးတာပါ။ ဘေးစမော့ကလက်ရှိသူ့ရဲ့အင်အားအရနော်ဘလူးကိုတခါရေအပိုင်သိမ်းမှုမဖြစ်နိုင်တာကြောင့်ဘေးမောင်းနဲ့အမျိုးတော်လိုက်မှသာအဆင်ပြေသွားမှာဖြစ်ကြောင်းယင်ဖွင့်လိုက်ပါရီနောက်ပြီးသူ့အနေနဲ့တန်မိုးရှိတဲ့သားတွေကိုဘောကြောင့်ကြောင့်မိသားစုတွေကမိန်းမတွေနဲ့လက်ထပ်ပေးရတာစိတ်မကောင်းမှုလို့လည်းဆိုပါရီအဲဒီနောက်မှာတော့သူကဆယ်လီရှယ်ဒရဂွန်ရဲ့ဂျိုနီပေါ်မှာအသုံးပြုတဲ့ပောက်ကွဲစီတဲ့လက်ထိတ်တစ်စုံကိုစန်ကြီးရဲ့လက်မှာဝစ်ဆင်ပေးလိုက်ပြီးအခုချိန်ကစပြီးမင်းငါရဲ့အမိန့်ဒီအားလုံးကိုနာခံရတော့မယ်လို့ချိန်ချလိုက်ပါရီနောက်တစ်ခါမှာတော့လူဖီကသူ့ရှိမှမတ်တက်ရက်နေတဲ့ချော်ပါကိုနာမီနဲ့ကဲတော့ရောဘယ်မှာလဲလို့မေးနေခဲ့ပေမဲ့ ဦးကြောင်ကြောင်ဖြစ်နေတဲ့ချောပါကတောက်ထဲကိုဝင်ပြေးသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့လူဖီကဂဲရော့နာမီပူတင်နဲ့စန်ဂျီတို့ကိုပါတွေ့လိုက်ရပြီးမြင်မြင်သမျှယာရီအားလုံးကသူ့ကိုမျက်ခွတ်ပြောင်နေတယ်လို့ဖြစ်နေခဲ့တာကြောင့်ဒေါသထွက်သွားခဲ့ရပါတယ်။တစ်ဖက်မှာလည်းစန်ဂျီကသူ့ရဲ့လက်မှာဝေးစင်ခံထားရတဲ့လက်ထိပ်တွေကိုကြည့်ရင်အတိတ်ကအကြောင်းတစ်ခုကိုပြန်လည်မြင်အောင်လာခဲ့ကစူးစူးရဲထောက်လိုက်ပြီးဇာလန်လေးကလည်းဒီနေရာမှာပဲတခန်းရပ်သွားခဲ့ပြန်ပါတယ်။